မတောက်မစားမတောက်မစားလူငနွားတောက်တောက်စားစားအောင်မဲသူရလာသေးတယ်နော်ဗာမင်းသားတို့ဒေဩမင်းသားအပြန်ပြောတောက်တောက်စားစားဒေဩမင်းသားအမဲသူရလူမင်းသားမနေတာဒေဩရောက်မဲ့ကောင်းနေရှင်းလားအဲ့တော့အာကုသိုလ်ကြီးပဲဖုံးလွှမ်းနေတဲ့ပုဂ္ဂိုလ်ဟာတေရင်ပြုံးသေးမလားမဲ့သေးမလား တေးရမှာသူကြောက်သလားမကြောက်ဘူးလားငါလည်းလုံလောက်တဲ့ကုသိုလ်မလုပ်ရသေးဘူးအခုလည်းခမည်းတော်စိတ်ချရတဲ့ကုသိုလ်လုပ်ပြီးပြီလားဟမ်ငါသေးရင်အပင်မသွားတော့ဘူးကွာလို့လက်မထောင်နိုင်တဲ့လူကဲအဲ့လိုလက်မထောင်နိုင် လောက်တဲ့ကုသိုလ်မျိုး ရှိမရှိလောကမှာရှိမရှိကိုယ်စီမှာသာမရှိတာဘူးလောကမှာတော့ ကျေနပ်သလားခင်ဗျားတို့အားလုံးကြာဘူးနာဝါရှိပြီသားလူတွေကြီးပဲသုတဝါအရိယသာဘကောသောတာပတ္တိမေသောတာပတ္တိဖို့မေကုသိုလ်ဖို့ကုသိုလ်သာယထားလက်မထောင်ပြီးပြုံးပြုံးကလေးသေးလိုက်လို့ရှင်းလားဒါဖြင့်ကိုဘွားကိုခိုင်မာအောင်တိဆောက်ထားလို့ရနိုင်မရနိုင်စိတ်ချရအောင်လှုပ်ထားလို့ဒါဖြင့်စိတ်မချလက်မချသေးကြမလားစိတ်ချလက်ချသေးနိုင်အောင်လုပ်ရမလား ဒါဖြင့်လုံလောက်တဲ့ကုသိုလ်ပြည့်စုံအောင်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကသဗ္ဗပါပတ္တအခရဏမကောင်းမှုမှန်သမျှမလုံကြနဲ့မပြောဘူးလားမပြောပါဘူးဘာလို့ပြောတာလဲအကုသိုလ်ဖြစ်တော့ဘာဖြစ်လဲအကုသိုလ်ဒီကောင်းကျိုးပေးတာလားဆိုးကျိုးပေးတာအေးအကုသိုလ်ဆိုတာ အပြစ်ကင်းတဲ့အလုပ်လားအပြစ်ရှိတဲ့အလုပ်လားအေးဒါပဲလေအကုသိုလ်ဖြစ်ရင်ခင်ဗျားတို့အပြစ်ဖြစ်ကြမယ်အပြစ်ဖြစ်ရင်အပြစ်ရဲ့ဒဏ်အပယ်လေးပုံမသွားဘူးလားအေးအပယ်လေးပုံလည်းသွားရမယ်ချမ်းသာရမလားဆင်းရဲရမလားအကုသိုလ်သည် အပြစ်ရှိ၍ဆင်းရဲချိုးကိုပေးတတ်တယ်ကုသိုလ်သည် အပြစ်ကင်း၍ချမ်းသာတဲ့အချိုးကိုအဲ့တော့တို့တို့ရွေးချယ်ကြလိုက်လေအပြစ်ရှိတဲ့အလုပ်လုပ်မလားအပြစ်ကင်းတဲ့အလုပ်လုပ်မလားဆင်းရဲတဲ့အလုပ်လုပ်မလားချမ်းသာတဲ့အလုပ်လုပ်မလား အခုတော်ကောင်းတို့လုံနေတဲ့ဒီလာဘသက်ကာယတိလောကဆိုတဲ့ကာမဂုဏ်နောက်ကိုလိုက်ပြီးတော့တိလပယ်သမာဓိပယ်ပညာပယ်ပြီးသွားနေတဲ့အလုတ်တွေဟာအပြည့်ရှိမရှိချမ်းသာရမလားဆင်းရဲရမလားငွေတွေပုံထားယုံနဲ့ချမ်းသာသလားယာရုတွေကြီးနေယုံနဲ့အေးယာရုကြီးကြီးနဲ့ပုံနေရတဲ့လူတွေတပုံကြီးပဲဘယ်မှမသွားရဲမလာရဲမပြောရဲမဆိုရဲမထွက်ရဲမဝင်ရဲရှင်းရလား ရာထူးကရောချမ်းသာရသလားဘွဲတိတ်ကရောကျေနပ်ကလားဒါဖြင့်တို့တွေနေရတဲ့အခက်ကလေးမှာစကားပြောကုသိုလ်ရအောင်ပြောလို့ရနိုင်မရနိုင်စိတ်ကကြံမယ်ကုသိုလ်ဖြစ်အောင်ကြံလို့ရနိုင်မရနိုင်ဒါကြောင့်ဦးဇင်းပြောတယ်ခင်ဗျားတို့ကျုပ်တို့အတွက် ဝတန်တရာကပေးလာတဲ့အရင်အနည်းတွေရှိတယ်ဒီဘဝမှာကိုယ်ဘဝကိုတိဆောက်ဖို့နော်တိထောင်ဖို့အရင်အနည်းတွေကိုစီကိုစီပါပြီးသားအဲ့ဒီအရင်အနည်းပါလဲသိလားလူတိုင်းလူတိုင်းဒန်းတူရထားတာအခွင့်အရေးကိုဘွားအတွက်အရင်နီးပါလေ ဘာတွေရင်းနှီးပြီးတော့ကိုဘဝကိုတိဆောက်မလဲသီလသမารိပညာဥစ္စာဥစ္စာဥစ္စာရှာရမယ်ဥစ္စာနော်မျက်စိလည်နေမှာဆိုလို့အဲ့ဒီသီလသမารိပညာကိုဘာနဲ့တိဆောက်ယူမလဲကျုပ် online တော့တလုံး online ခင်ဗျားတို့နောက်ကလိုက်ပါ မျက်စိလဲနေတာဟုတ်ဗျနော်ဘာလို့ဆိုပညာကိုဂဂနနသင်မထားတဲ့အတွက်ဘယ်နေရာမှာဘာသုံးရမလဲဆိုတာခင်ဗျားတို့ဒါလေးအစင်ချောနေတာဘုရားဘာသာပေါ်နေအားလုံးစကလုံးတွေကတော့အကုန်သိပြီလားဦးစင်းတလုံးလေးဆက်အဆပေးလိုက်ခင်ဗျားတို့နောက်ကလိုက်လာမယ်နော်ကိုဘွားအတွက်တကယ်အရင်နည်းရပါလေကံညံဟောလိုက်လာမှာလို့ပြောတာနော်ကံကံဆိုတာအတိတ်ကံကိုပြောတာမဟုတ် အခုနေတိုင်းခင်ဗျားတို့လုပ်နေတဲ့ကာယကံဝစီကံမနောကံမရှိဘူးလားအဲ့ဒီကံသုံးပါးကိုကိုယ်တိုင်စိတ်တိုင်းကြရွေးချယ်ပြီးလုပ်လို့ရနိုင်မရနိုင်ကိုယ်နှုတ်ကထွက်တဲ့စကားကုသိုလ်ဖြစ်အောင်ပြောခြင်းလဲအကုသိုလ်ဖြစ်အောင်ပြောခြင်းကောဘု து ပေါ်မူတည်တာလဲအဲ့ဒါကိုမပိုင်ဘူးလားအဲ့ဒီကံခင်ဗျားတို့ကိုယ်ပိုင်တရားကိုယ်ပိုင်အရင်နီးဘာမှမပိုင်ဘူးထအောင်မနေနဲ့ပိုင်နေ ကိုကံကိုကိုပိုင်နဲ့ရှင်းလားကိုလုံးမဲ့ကာယကံအပြစ်ကင်းအောင်လုပ်လို့ရနိုင်မရနိုင်အဲ့တော့ကံကိုအပြစ်ကင်းအောင်ရွေးချယ်ပြီးလုပ်နိုင်လုပ်ပိုင်ခွင့်ရှိမရှိအေးကံလုံးတိုင်းအကုသို့ကင်းနေရမယ်ကုသို့ဖြောင်းလုပ်နေရမယ်လို့လုပ်လို့မရဘူးလားအဲ့ဒါအရင်နီးပေါ့